သူတို့ကကျမကိုကဘာပေါ်မှာရုပ်အဆိုးဆုံးမိန်းမလို့ခေါ်ကြတယ်။သူတို့ကကျမကိုကဘာပေါ်မှာရုပ်အဆိုးဆုံးမိန်းမလို့ခေါ်ကြတယ်။ကျမကပွေဖက်မှုကင်းမဲ့သွားနဲ့ကဘာမြေပေါ်ကိုရောက်ရှိလာပါတယ်။ဘယ်လောက်တောင်ပွေဖက်မှုကင်းမဲ့ခဲ့လဲဆိုရင်ကျမကဝမ်းကြတိုက်ထဲမှာတော့ကျမရဲ့အနားမှာရေမွာရေလေးတွေကရှိမပေးနိုင်ခဲ့ကြဘူးတဲ့။ တာမန်ဒရီသားတယောက်ရဲ့ပိုင်ဆိုင်မှုမျိုးကျွန်မမရရှိခဲ့ဘူးဘယ်သူမှအနာမအကြာကြီးနေပေးမယ်လို့ယုံကြည်လို့မရတဲ့ကဘာကိုကျွန်မရောက်ရှိခဲ့တယ်ကျွန်မစီကငိုတန်လေးထွက်လာဖို့ဟာ အထူးဆန်းကိစ္စတစ်ခုဖြစ်ခဲ့တယ်လေဆရာဝန်ကပြောတယ်ခမသမီးကစကားပြောဖို့လမ်းလျှောက်ဖို့တွားသွားဖို့စားတော့ဖို့တွေးခေါ်ဖို့ သူ့ဘာသာသူပြုလုပ်ဖို့အရာတွေကမဖြစ်နိုင်ဘူးတဲ့လေ။ကျမကကျမကိုကျမတော့တာမန်မိန်းကလေးတယောက်လို့လူလားမြောက်ခဲ့တယ်လို့မှတ်ယူတယ်။ကျမကချွင်းချက်မဟုတ်ဘူး။ကျမကနေမကောင်းလို့ခွင့်ယူထားတဲ့သူမဟုတ်ဘူး။စော်ကစားကြရင်ကျမကထမင်းသူဟင်းသူမဟုတ်ဘူး။ဒါပေမဲ့လောကကြီးကထင်သလောက်မယိုးစင်းဘူးဆိုတာကိုကျမကတော့ကျမအသက်၅နှစ်အရွယ်ကျောင်းစတက်တဲ့အချိန်မှာတီးလိုက်ရတယ် ျမကလလပပဝစ်စင်ပြီးတော့ကြောဘိုးအိတ်လေးကိုလွှဲထားတော့ကျမကကျမထက်အရွယ်ကြီးနေတဲ့ကြောဘိုးအိတ်လေးကြောင့်အဝေးကကြည့်ရင်လက်ခွန်လေးနဲ့တူးနေပါတယ်။ကဘာကြီးကကျမအတွက်သင်ယူစရာတွေအပြည့်ပေါ့။ကျမကျောင်းကိုရောက်တော့ရွယ်သူကောင်မလေးတယောက်စီကိုလမ်းလျှောက်သွားပြီးတော့ခင်မင်ရင်းနှီးလိုစိတ်အပြည့်နဲ့ရယ်ပြလိုက်တယ်။တုံ့ပြန်မှုကတော့သူမကကျမကိုမကောင်းဆိုးဝါးတကောင်လို့ပြန်ပြီးတော့ကြည့်ရ ကျမကသူ့ဘဝမှာမြင်ရတဲ့ကြောက်စရာအကောင်းဆုံးအရာဝတ္ထုတစ်ခုလိုမျိုးကြောက်လန့်ပြီးတော့ကျမနားကနေထွက်ပြေးသွားတယ်။ဒါပေမဲ့နေရက်တွေကနေသားကြဖြစ်သွားပြီးတော့ကျမလည်းနေသားကြသွားလိမ့်မယ်လို့တက်တောင့်တက်တာဖြစ်သွားမယ်လို့တွေးထားလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုမဖြစ်ခဲ့ဘူး။နေရက်တွေကပိုပြီးပိုပြီးတော့ဆိုးသွမ်းလာခဲ့တယ်။ကျမလူတွေနဲ့ပတ်သက်ပြီးတော့နားမလည်ခဲ့ဘူး။ကျမကကလေးတစ်ယောက်လည်း ကျမတို့ကိုဘာလို့မိလို့လဲကျမအိမ်ကိုပြန်ပြေးပြီးတော့အမေကိုမေးရယ်အမေတမိဘာအမလုံးမိလို့လဲပေါ့အမေနဲ့ဖေကကျမအနာမှာထိုင်းပြီးတော့ပြောလိုက်လေစီတမိကသူတို့ထက်သေးနေတဲ့ပုချုကွေးလေးမို့ပါကွယ်ဒါပေမဲ့ဒါကတမိပဲသူဆိုတာကိုအတိတ်ပဲဖွင့်ဆိုပေးနိုင်တာမဟုတ်ဘူးတမိရဲ့ လူတွေကဘာလို့ကျမရဲ့အပြင်းမဲ့တဲ့တံကိုပဲကြည့်ပြီးတော့အတိတ်ပဲဖွင့်ဆိုခြင်းကြပါတလေကျမမှာလက်ကလေးတွေကလည်းတေးသေးခြေလေးတွေကလည်းတေးသေးမျက်နှာလေးကလည်းတေးသေးရဲ့ပါဒါနဲ့ပဲကျမမှာအုံနောက်ရဲ့အသိပညာရဲ့တေးသိမ့်သွားပါသလားကျမစိတ်တက်သဘောထားရောတေးသိမ့်သွားတဲ့လားကျမချစ်ချင်းမြတ်တာအဖြစ်ရောကြီးမြတ်ခွင့်မရှိတော့ဘူးလေလားကျမလည်း ကျမကိုခန္ဓာကိုတိုက်ချွတ်ဆေးကြောပစ်ချင်တယ်။ကျမကျမရဲ့ပိန်လီနေတဲ့အယိုးထုတွေကိုတခုခုနဲ့လဲလှယ်ပစ်ချင်တယ်။ကျမကမှကျမမနစ်မြို့စရာတွေအများကြီးပဲ။အဲ့အရာတွေကိုလဲလှယ်ပစ်ချင်လို့ကျမစင်ဒရယ်လာပုံမြင်လေးကိုခဏခဏဖတ်တယ်။နတ်သမီးနေနံလေးကို ကျမတောင့်တတယ်။ကျမမျောလင့်တယ်။ကျမဖះဆုတောင်းတယ်။ဖះသခင်ကိုယုံကြည်ပြီးတော့ဖះသခင်ကကျမဘက်မှာရှိပါစေလို့ဆုတောင်းခဲ့တာပါ။ ျမတက်နေတာတွေအကုန်လုံးလုတ်ခဲ့တာပါပဲကျမဒီလိုနဲ့ပဲနေရက်တွေကိုပင်ပန်းကြီးစွာနဲ့ဖျက်ဆီးခဲ့ရတယ်မိုးလင်းသွားတယ်ပြီးတော့မိုးချုပ်သွားတယ်ကျမကကျမရဲ့ပိန်ကြီးကြီးအနာဂတ်လေးကိုကျမရဲ့လက်ပိန်ကြီးကြီးလေးနဲ့ဆုပ်ကိုင်ပြီးတော့ကျမဆက်ပြီးတော့ရှောက်လန်းနေရတယ်ကျမကကျမကိုကျမဘယ်သူဆိုတာကိုဖွင့်ဆိုပေးဖို့ရှာဖွေတယ်ကျမဟာပိချီချီကားကိုလေးကိုမောင်းနေနေရတာပါပဲ ကျမကမိန်းကလေးတယောက်ဖြစ်ပါတယ်။ဘာဖောင်ဖောင်လေးနဲ့မိန်းကလေးတွေကို ချစ်စရာလေးလို့ကျမထင်တာပေါ့။ဂျနီဖာလိုပက်ရဲ့ကောက်ချောင်းတွေမှာ အစီရွေအသားတွေကလည်းပြေးလို့ပေါ့။အစီရွေများနေလို့လေ့ကျင့်ခန်းတွေလုပ်ပြီးဝိတ်လျှော့နေရတဲ့မိန်းမတွေကိုကြည့်ပြီးတော့ကျမကငိုရေရမလို့ငိုရမလို့ပေါ့။ကျမကအစီလုံးဝမရှိရဲ့မိန်းမလေး။အစီလုံးဝမရှိလို့ဂုံယူလို့မရတဲ့ဒုက္ခနဲ့မိန်းမဖြစ်နေ။မထူးဆန်းဘူးလား။ ကယ်လရီတွေအများကြီးပစ္စည်းတွေကိုခဏခဏသွင်းပေးနေရတဲ့မိမလေးကိုလေးချိန်ဟာဘယ်တော့မှ64ပေါင်ထက်ပိုမလာတဲ့မိမလေးမိန်းကလေးတွေတိတ်ကြိုက်တဲ့ snack တွေအစာပြေစားစရာတွေကို အမြဲမပြတ်စားပေးနေတော့မှ ကျမခန္ဓာကိုယ်ကအဆင်ပြေတယ်တဲ့လေညာဘက်မျက်လုံးအတွင်းတိမ်ကြောင့်ကွယ်သွားခဲ့ပြီးတော့အခုချိန်မှာဘယ်ဘက်မျက်လုံးရဲ့အမြင်တွေပါ ဝေဝါလာနေတဲ့မိမတက်ရောက်လေ။ကျမလူတွေကိုမြင်ပါသေးတယ်။ လူတွေကရောကျမကိုမြင်ပါသေးသလားကျမအထက်တန်းကျောင်းကိုတက်နေတဲ့အချိန်မှာပဲတစုံတရာဟာကျမရဲ့ဗီဒီယိုကိုအင်တာနက်မှာတင်ပါတယ်သူကခေါင်းစဉ်ကိုတော့ကဘာပေါ်မှာရုပ်အစိုးဆုံးမိမလို့တက်ပေးခဲ့ပါတယ်10မိနစ်ကြာတဲ့အသံမပါဗီဒီယိုဟာကြည့်ရှုသူ၄သန်းကျော်ရှိခဲ့တယ် comment တွေကလည်းထောင်ချီလို့တခုတော့ comments ကဒီလိုရေးထားပါတယ်လေစီရဲ့ ကဘာကြီးကိုအခွင့်အရေးလေးတစ်ခုပေးလိုက်ပါကဘာကြီးကိုကဲတင်လိုက်ပါလားယင်းတနက်တလက်ကိုယူပြီးတော့ကိုကုတ်ကိုတက်တည်လိုက်ပါလားတွေးကြည့်မိရဲ့လားယလူတယောက်ရှင့်ကိုပြောတယ်ရှင့်နဲ့မသိရဲ့သူတယောက်ကတစိမ့်တယောက်ကရှင့်ကိုပြောတယ်ကျမငိုခဲ့ရပါတယ်ကျမတေးအောင်ငိုခဲ့ရပါတယ်ပိန်ကြီးကြီးမိန်းမတယောက်ရဲ့အထိနာခြင်းမှာပြန်လဲထိုးကြိုက်တဲ့ ကြားပင်မိမလေးတယောက်ရဲ့အင်အားမျိုးနဲ့ကျမပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့တယ်။ဒါပေမဲ့ကျမလက်လျှော့ခဲ့ရပါတယ်။ကျမကိုကွာမြေပေါ်ကမကောင်းဆိုးဝါးမလို့သတ်မှတ်တဲ့သူတွေကကျမကိုအတိတ်ပဲဖွင့်ဆိုပေးဖို့သတ်မှတ်ပေးလို့ရပါသလား။မိရှို့ပြီးတက်ပြစ်ကွာလို့ပြောတဲ့စကားတန်ကကျမကိုအတိတ်ပဲဖွင့်ဆိုပေးဖို့သတ်မှတ်ပေးလို့ရပါသလား။ No ။ကျမရဲ့ရည်မှန်းချက်တွေအဲ့ရည်မှန်းချက်တွေအောင်မြင်လာမှုတွေ ကျမလှုပ်ဆောင်နေတာလေးတွေပြီးမြောက်အောင်ကျမလှုပ်ဆောင်နိုင်ခဲ့တာတွေကကျမကိုကျမအဖြစ်အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ကျမရဲ့အပြင်ဘက်ရုပ်ရှင်တွင်ပြထက်ဆိုင်ပေါ့။ကျမရဲ့မျက်လုံးတွေမမြင်ရတာမှုံသွားတာတွေကျမမှာရှိနေတဲ့ဒီယောဂါကိုလူတွေကယောဂါလို့မသိတာတွေထက်ဆိုင်ပေါ့။ကျမကိုရင်မောကြတဲ့သူတွေကျမကိုစနှောက်ကြတဲ့သူတွေကျမကိုရုပ်ဆိုးမလို့ပြောခဲ့ဆိုခဲ့ကြတဲ့သူတွေ ကျမကိုကဘာပေါ်မှာမကောင်းဆိုးဝါးတကောင်ကိုထင်ကြတဲ့သူတွေကိုကျမပြန်ပေးနိုင်တာကကျမရဲ့ရည်ချက်တွေအောင်မြင်ဖို့ပါပဲ။ကျမတို့ကိုပေးသမျှအရာတွေကိုလေကားတွေအဖြစ်ခင်းပစ်လိုက်ပါတယ်။ကျမတို့ကိုပေးသမျှအရာတွေကိုနင်းတက်ပစ်လိုက်ပါတယ်။ကျမကျမလိုချင်တဲ့နေရာတွေရောက်အောင်စင်ဒရလာပုံမြင်လေးကိုကျမနှစ်ချိုက်နေခဲ့ပါတယ်။ကျမစာအုပ်တွေကိုရေးချင်တယ်။ကျမတက်ကတူကဘွဲတစ်ခုရချင်တယ်။မိမသားဖြစ်တဲ့ကျမဟာ ကျမကိုယ်ပိုင်မိသားစုလေးတခုတိဆောက်ခြင်းတယ်။ကျမကကျမယုံကြည်ရဲ့အတန်မွေးဝမ်းကြောင်းပညာတခုခုလက်ဝယ်ပိုင်ဆိုင်ရရှိခြင်းပါ။အခုကျမရဲ့တတိယစာအုပ် manuscript ကိုတင်သွင်းပြီးသားပြီ။ကျမဘွဲရခြင်းလေ။ကျမ communication study နဲ့ဆိုင်တဲ့ဘွဲတစ်ခုကိုရရှိခဲ့ပြီးတော့ San Marcos မှာရှိတဲ့ Tech Sub ပြည်နယ်တက်သူကပေါ့။ English ကို minor ယူထားပါတယ်။ကျမရဲ့နောက်ဆုံးစင်တာလေးက ကျမမှာမိသားစုတွေတခုရှိလာဖို့ပါပဲကျမကို motivation စကားပြောပြဖို့လာပြောကြတယ်ကျမရဲစရာမပြောဘူးနော် ကျမ Google မှာ how to be a motivational speaker လို့ရိုက်ရှာခဲ့အဲ့လိုတည်တည်လေးတွေကနေစပြီးတော့အကြီးကြီးတွေအထိကျမပြင်ဆင်ခဲ့ရတယ်ပြီးတော့ကျမအတွက်တည်တည်လေးတွေကစပြီးတော့ကျမအတွက်အကြီးကြီးတွေဖြစ်လာတဲ့အထိကျမရုပ်ဆိုးနေအောင်ပါကျမကစတော့ခံနေရအောင်ပါကျမဟာကြားပါရဲကွာ မီးရှို့တက်ပြစ်လို့ကွန်မန့်ရေးတာတွေခံနေရအောင်ပါပဲ။ဘယ်ယာတွေကမှကျမကိုအတိတ်ပဲဖွင့်ဆိုပါလေ။သူတို့ကတော့ကျမကိုကဘာပေါ်မှာရုပ်အဆိုးဆိုးမိမ့်မလို့ခေါ်ကြပါတယ်။ဟုတ်ကဲ့ပါ။စောင်းဒီနားဆင်ပြီးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်။ယခုဖတ်ပြပေးခဲ့တာကတော့ဆရာခွန်ညိုသွေးရေးသားထားတဲ့ကိုရဲ့ချစ်လာသောစာအုပ်ထဲမှာသူတို့ကကျမကိုကဘာပေါ်မှာရုပ်အဆိုးဆိုးမိမ့်မလို့ခေါ်ကြတယ်ဆိုတဲ့အာစာပိုက်လေးပဲဖြစ်ပါရယ်။ ဆရာကြီးဆရာအနေနဲ့ Lizzy Villas Quest ရဲ့ speed ကိုအခြေခံပြီးတော့ဖွဲ့ဖွဲ့နေနေရေးထားထားတာဖြစ်ပါတယ်။ဒါရီဒီမှာလည်းတခြားသောကြပြာရီစာတွေကိုဖတ်ပြပေးအောင်မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးပို့လို့မြတ်တာရက်ခံလို့ပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်ဒီမှာပြန်တွေ့ပါအောင်မယ်ခင်ဗျာ။